မင်္ဂလာပါဒီနေ့ကျွန်တော်တို့အာဆွေးနွေးပေးချောင်းရတော့မန်ချက်စတာ ယူနိုက်တက်ကစားသမားအန်တိုနီရဲ့အနာဂတ်ပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါသူရဲ့အနာဂတ်ကအခုတော်တော်လေးလှုပ်ခတ်နေတဲ့အနေအထားမှာရှိနေတယ်လေအထူးသဖြင့် Old Trafford ကနေသူ့ third crowd ဟိုအလားအလာ ရှိနေပြီးတော့ United ကတတ်မှတ်လိုက်တဲ့နောက်ဆုံးဇင်းနုံရဲ့ပတ်သက်ပြီးသတင်းပြဖတ်နေတာကိုဟုတ်ပါတယ်အဲ့ဒီဇေနုံကိဆာကအဓိက အခေအကျဉ်းဒီပုံမှာပဲအစားပိုက်ကိုပြန်ကြည့်ရင်အန်တိုနီယာယူနိုက်တက်မှာ တော်တော်ယုံခံခဲ့ရတယ်ဟုတ်တယ်မလားမှန်ပါတယ်အရီတန်ဟက်ကလွန်အောင်မှမျောလင်းတလောက်ခင်မလာခဲ့ဘူးပေါ့ပြီးတော့ဇန်နဝါရီမှာရီယဖက်တစ်ကိုငါနဲ့ထွက်သွားခဲ့တယ်ယူနိုက်တက်ကသူ့ကို2020နှစ်လုံးကပေါင်86သန်းနဲ့ဝယ်ခဲ့တာနော်ဟုတ်ပါအဲ့ဒီပမာဏတော်တော်များတော့ဖီအားတယ်လင်းရှိခဲ့မှာပေါ့ဒါပေမဲ့ဘက်တစ်ရောက်တော့ခြေနေနည်းနည်းပြောင်းသွားပုံမယ်ဟုတ်တယ်ဘက်တစ်မှာသူ့ရဲ့စွမ်းဆောင်ရည်ကတကယ်ကိုတိုးတက်လာခဲ့တယ်လာဒီကပထမ3ပွဲမှာ9000တွင်းလိုက်သေးတယ်နော်ဟုတ်ကဲ့ ပြီးတော့ BDI အသင်း Europe Conference League Final အထိတက်သွားရမှာသူကအတ ିକ ကစားသမားတယောက်ဖြစ်ခဲ့တယ် Chelsea ကိုရှုံးသွားပေးမယ်ပေါ့လေဟုတ်ပါပြီယာဒီကိုမှစုစုပေါင်း95ဘွဲကစားပြီးကိုကိုသွင်းငါးကိုဖန်တီးပေးနိုင်ခဲ့တယ်ဆိုတော့ဒါကတတော်ကောင်းတဲ့မတန်းပဲအဲ့ဒီခြေစွမ်းကြီးကြောင့်ပဲဘာဇီးလက်ရွေးစံအတွင်းမှာတော့နေရာပြောင်းရခဲ့တယ်လေဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာကဘေးတီရောအန်တိုနီကိုတိုင်ရော စပီအတူရှိနေချင်းကြတယ်ဆိုတဲ့အချက်ပဲဟုတ်တယ်နှစ်ဖက်လုံးကစန္ဒာရှိနေကြတယ်အန်တိုနီကဗီတီမှာပြောနေလဲဆက်ကစားရှင်တယ်လို့ရှင်းရှင်းလင်းလင်းပြောထားတာရှိတယ်တပည့်ပြဒနာကအဲ့ဒီငွေကြီးရဲ့ကိစ္စပေါ့အဓိကပြဒနာကအဲ့ဒါပဲ United တောင်းတဲ့ဈေးကိုဗီတီကမတက်နိုင်ဘူးဖြစ်နေလဲဗီတီဘက်ကဘလောက်လောက်တန်တယ်လို့ခဏဦးမှာတွက်ထားခဲ့တာလဲတတင်းနေရတော့သူတို့ကပေါင်35တန်းကနေ40တန်းဝင်ချင်းလောက်ပဲလို့ယူဆခဲ့ကြပုံရတယ် အဲ့ဒါက United စိတ်ထဲရှိတဲ့ဈေးနဲ့တော်တော်ကွာနေပါဘို့အဲ့ဒီတော့ဘတ်ဒစ်ကနောက်ထပ်အငါးထပ်တန်းတိုးပြီးတော့2026ရာဒီအကုန်မှာအပြီးဝယ်ခွင့်ထည့်ရှင်တဲ့ပုံစံမျိုးစဉ်းစားနေတယ်ပေါ့ဟုတ်တယ်ဒါပေမဲ့ United ကတော့အဲ့လိုမဟုတ်ဘူးဒီတစ်ခါအပြီးထားရောင်းချဖို့ကိုပဲပို့ပြီးစိတ်ဝင်စားနေပုံရတယ်အခုနောက်ဆုံးတမတ်လိုက်တဲ့ဈေးနှုန်းက Euro 1050ဆိုတော့ဒါကဘတ်ဒစ်အတွက်တော်တော်လေးများတဲ့ပမာဏပဲဟုတ်ကဲ့တော်တော်များပါတယ် United ကဘာလို့ဒီလောက်ဈေးကင်ထားရလို့ထင်လဲ တို့အရင်သုံးခဲ့တဲ့ငွေပြန်လာခြင်းလို့လားပဒီကတော့အဲ့ဒါဖြစ်မှုများတယ်လွန်ခဲ့တဲ့3နှစ်ကရင်းထားတဲ့ပေါင်86တန်းယူရိုနဲ့ဆိုတန်း900နီးပါးကတက်နေတလို့ပြန်ရဖို့စူးစမ်းနေတာပဲအင်း FFP ကိစ္စတွေလည်းပါနေတာကိုဒီချိန်မှာဈေးဝက်တန်ဖိုးရဒီလောက်တန်တယ်လို့တို့ယုံကြည်နေတာလည်းဖြစ်နိုင်တယ်ဘယ်တင်လို့လားစိတ်ဝင်စားနေလားလဲမတည့်ရပြင်းပေါ့တရင်းရဲ့အရာတော့ Atletico Madrid နဲ့ Germany က Bayern Leverkusen တို့ကလည်းစိတ်ဝင်စားနေတယ်လို့ဆိုပါတယ် United ကအဲ့ဒီအသင်းတွေကိုလည်း Euro 1050ဆိုတဲ့ဈေးနှုန်းကိုအသေးသေးထားပြီးသားလို့ပြောကြတယ်။ဝယ်လက်တွေရှိနေတော့ United ကညီနိုင်ငံမှာအသားစီရနေတာပေါ့လေ။ဟုတ်တာပေါ့။ဒါကသူတို့တအားတာချက်တူကိုဖြစ်နေတယ်။ဒီခေတ်ဆမြန်မြန်ပြတ်စီချင်လို့ထင်တယ်။ Antony ရဲ့ကိုယ်စားလှယ်တွေ CV မျိုးတော်ရောက်နေတယ်ဆို။ဟုတ်တယ်။ DRDO D Sevilla တရင်မှာလို့ဖော်ပြထားတယ်။သူ့ရဲ့ရှင်းနေ Agent Manager အဖွဲ့လိုက်ပေါ့။ဒါကသက်ဆိုင်ရာ club တွေနဲ့ဆွေးနွေးမှုတွေအရှင်းမြင်မှုစ조사နေတဲ့သဘောပဲ။ အဲ့ဒီမှာလေဘာကူဇင်ရဲ့အခြေအနေကလည်းစိတ်ဝင်စားစရာပဲဟုတ်ကဲ့သူတို့ကြေပွင့်ကစားသမောင်း Florian Witz ကိုရောင်းဖြစ်ခင်ငွေများကြီးရလာနိုင်တယ်လေအာအဲ့ဒီခါချိုင်းအန်တိုနီကိုအစားထိုးဖို့ပြင်မထားနိုင်ဆိုတဲ့သဘောလားအင်းလိုဖြစ်လာနိုင်ချေရှိလေတကယ်လို့လေဘာကူစင်ကတာအမ် United Town နဲ့ Euro 30ကိုပေးဖို့ဆုံးဖြတ်လိုက်အခြေအနေက တမျိုးပြောင်းလာနိုင်တယ်ဟုတ်ပြီဒီတော့အနစ်ချုပ်ပြန်ချီရရင်အခြေအနေကတော်တော်လေးရှော့ထွေးနေတော့မယ်ဟုတ်ပါတယ် အန်တိုနီကပတ်တစ်မပြောတဲ့ဆက်နေခြင်းတယ်ပတ်တစ်ကလည်းသူ့ကိုအတိအချလိုခြင်းတယ်ဒါပေမဲ့ United Town နဲ့ Euro တန်းဆယ်ကအဓိကအတားအဆီးချင်နေတယ်တစ်ဖက်မှာလည်း Atletico တို့ Leverkusen တို့လိုအတင်းတွေကစောင့်ကြည့်နေကြတယ်ဟုတ်ကဲ့အခြေအနေကဘယ်ဘက်ကိုယိမ်းသွားမလဲဆိုတာပြောဖို့ခက်နေတော့မယ်နောက်ဆုံးနေနဲ့စဉ်းစားစရာကတော့အဓိကစဉ်းစားစရာကတော့ဒီအချက်တည်းအလုံးကြားထဲမှာပေါ့လေကစားတမရဲ့စန်တာဝယ်ချင်တဲ့အတင်းရဲ့ငွေရင်းအားရောင်းချင်တဲ့အတင်းရဲ့တင်ခံထားတဲ့ဈေးနှုန်း ဘုရားတော့အရှုံးဖြတ်ပေးတော်မလဲဆိုတာပါပဲဗတ္တကညီနိုင်လို့အဆင်ပြေတော်မလားဒါမှမဟုတ်လေပါကူစံလို့အသင်းမျိုးကဝင်လာပြီး United Town နဲ့ဈေးကိုပေးလိုက်မလားအဲ့ဒီပေါ်မူတည်ပြီးအန်တိုနီရဲ့အနာကလုံးဝပြောင်းလဲသွားနိုင်တယ်ဒါကတော့စောင့်ကြည့်ရမယ်အဓိကမေခွန်းပါပဲဟုတ်ကဲ့ပါဒီနေ့ဒီအကြောင်းအရာကိုဆွေးနွေးပြတာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါ